Chelsea တင်အခုဆိုလို့ရှင်ဒါသူတို့ရဲ့အသင်းကြီးတွေအထူးသဖြင့် Spa ပေါ့ Spa ရဲ့အင်ကွင်းမှာ Chelsea ကနောက်ဆုံး၈ချိန်ကျွန်တော်တို့ဆုံတွေ့ခဲ့တယ်အဲ့ဒီ၈ချိန်မှာ Chelsea တင်ဟာစုစုပေါင်းကျွန်တော်တို့9ချိန်အထိဒီပွဲအပအဝင်ဆို9ခါရှိနိုင်တဲ့ပွဲအကြီးအကျယ်ကတော်တော်လေးကျွန်တော်တို့များတယ်လို့ပြောလို့ရတယ်ခဏရေနော်ညီကို ဆိုတော့ဒီပွဲကပထမထင်ထားတာကစပါအနေနဲ့5 back နဲ့လာမယ်လို့ထင်ထားတာဒါပေမဲ့စပါက4 back လာတယ်ဗျစပါက4 back လာတာကတော့အဓိကသူတို့ရဲ့နီးပြ Thomas Frank အမှားပေါ့နော်ကျွန်တော်မနေ့ကပွဲကြုံသုံးသချက်မှာစပါအနေနဲ့တေချာပြင်ဆင်လာမယ်လို့ထင်ထားတာတကယ်တမ်းကျတော့သူတို့က Thomas Frank ကဒီပွဲမှာဘာမှလုပ်လို့မရတဲ့ပုံစံမျိုးကျွန်တော်တို့တွေ့ရတပွဲလုံးအတိုင်းအတာမှာသူ့အနေနဲ့ Chelsea ကိုဘယ်အပိုင်းမှာမှအတာရအောင်မကစားနိုင်ခဲ့ဘူး ဒါအရင်ကျွန်တော်တို့တွေ့ခဲ့ရတဲ့ Thomas Frank ရဲ့ပုံစံနဲ့မတူဘဲနဲ့နည်းနည်း क्वे ပြရတယ်ပေါ့နော်ပုံစံကြည့်ရတာအဲကျွန်တော်တို့ pre match plan မှာလည်း Enzo Maresca ကိုအတာမရသလို in game strategy ရလည်း Enzo Maresca ကိုဘယ်နေရာမှာမှသူအတာမရခဲ့တာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ Spa ဟာ Chelsea ကိုတဖြည်းဖြည်းနဲ့ငယ်ရှုံးလို့ဖြစ်လာတယ် Chelsea က Spa ကိုငယ်နိုင်လို့ဖြစ်လာတယ်အထူးသဖြင့်ဒီ Spa ရဲ့ Tottenham Hotspur Stadium အသစ်မှာ Chelsea ကို Spurs တော်တော်အခြေအနေဆိုးတယ်နှစ်တိုင်းပထမတစ်နှစ်တုန်းက Jackson ရဲ့ hattrick လာ Jackson လေးဂိုးသွင်းလာတယ်အဲ့တော့လည်း4-1နဲ့ Spurs နိုင်တယ်မနှစ်ကနောက်ကလိုက်ကံပြီး Chelsea က4-3နဲ့နိုင်တယ်တခါဒီနှစ်မှာလည်း1-0နဲ့ထပ်နိုင်တယ်ပေါ့နော်တကယ်ဆိုရင်တော့ Chelsea ကအခုတက်ပူပြီးဂိုးပြတ်တဲ့နယ်ပွဲမျိုးဘာဖြစ်လို့လဲဆိုတော့ရောပက်ဒရိုကဒီပွဲမှာဗျာတွင်းလန်သူတွင်းလိုက်တဲ့ဂိုးအပါအဝင် big chance ကအပိုင်အခွင့်အရေး၄ချိန်တောင်ရ ဲ့ဒီ၄ချိန်မှာတကူးဝင်တယ်၃ချိန်မဝင်တော်တော်ဆိုးရဖင်နရှင်လို့ပြောလို့ရတယ်ဒီဘွဲမှာသူ့ရဲ့ဂိုးနဲ့နိုင်နေဆိုပေမဲ့အဲ့ဒီဂိုးကလည်းမဖြစ်မနေဂိုးကိုဂိုးရမယ်အနေထားပေါ့နော်သူ့ရဲ့တပွဲလုံးကြိုးစားအားထုတ်ပုံတော့မဆိုးပါဘူးကောင်းတယ်ဒါပေမဲ့ Moises Caicedo ရဲ့လုံးဝအောင်တာမဆုံးမနစ်တဲ့ကစားဟန်လိုက်ပြီးရအောင်လိုက်အတင်း ball winning လိုက်လုပ်တဲ့အနေထားအနေ position ကနေပြီးတော့သူ့ခက်ခက်ခဲခဲပဲအစင်းနဲ့ကံယုံလေးဒါ Moises Caicedo ကအနာခံပြီးတော့ ဖန်တီးပေးသွားတယ်အဲ့ဒါကိုသူကသွင်းသွားတယ်ပေါ့နော်တကယ်ဆိုရင်တော့သူကဒီထက်ပိုပြီးဂိုးရတယ်ရမယ်ဆိုတာ hatrick တော့ရတယ်ဒါပေမဲ့ finishing ကဒီပွဲမှာ login နဲ့ target ကိုမရဘူးပြီးတော့ sparko သမား vicario ကအဲ့ဒီ premier league မှာတယောက်ချင်းကန်သွင်းမှုကာကွယ်တဲ့နေရာတွေမှာအင်မတန်ကောင်းတဲ့ဂိုးသမားပေါ့နော်ဆိုတော့ vicario ကဒီပွဲမှာလည်းဝင်ဝင်ရမယ်အပိုင်အခွင့်အရေးအဲ့ဒီ၄ချိန်မှာတစ်ချိန်မဲ့သူအဝင်ခံပြီး၃ချိန်သူကာကွယ်တယ် ဂီတန်စ်ရဲ့အလုံးဆိုလို့ရှိရင်လည်းဂီတန်စကန်လိုင်းနဲ့အပေါက်တွေအားလုံးပိတ်ထားအဲ့မှာဘောလုံးကလည်းနည်းနည်းခုံနေတဲ့အချိန်မှာဂီတန်စ်ရဲ့ finishing ကအရင်ညံ့တော့အပေါ်ထောင်သွားတယ်ဗီကာရီယိုကလုံးဝအဲ့လိုမျိုး1 vs 1ကာကွယ်မှုတွေပဲတော်တော်လေးကောင်းတဲ့ကိုယ်သမားပါအဲ့ဒါကြောင့်လည်းချယ်ဆီတင်းကတကယ်လို့ဆိုလို့ရှိရင်တော့ဒါအေးအေးဆေးဆေးနိုင်သွားမယ်ပွဲမျိုးဒါပေမဲ့နည်းနည်းလေးဟာလာကျွန်တော်တို့ပွဲပြီးတဲ့အချိန်ပွဲသိမ်း WC မှုတ်တဲ့အချိန်ထိစောင့်လိုက်ရတယ်ဆိုတော့ Thomas Frank ဟာ ကျွန်တော်မနေ့ကပွဲကြုံဆုံးတက်ချက်မှာပြောခဲ့သလိုမျိုးသူသာ5 back ကိုပြီးပြီးပြင်ကစားမယ်ချယ်ဆီကိုဘောလုံးပေးထားမယ် counter attack နဲ့ပဲကစားမယ်ဆိုလို့ရှိရင်တော့ဒီပွဲက spire လက်ကောင်းသွားနိုင်တဲ့ပွဲမျိုးဒါပေမဲ့သူ့ရဲ့ viewer ကဒီပွဲမှာအလုံးမဖြစ်ဘူးအလုံးမဖြစ်သွားတဲ့တစ်ချက်က Enzo Morris ကပစ်လို့လိုက်တဲ့တစ်ချက်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ Enzo Morris ကမနစ်ကတော့ကသူလုတ်ခဲ့တဲ့ပုံစံပြန်သုံးသွားတယ်ဗျသူသူ့ရဲ့ Marlo Gusto နေရာချတဲ့ပုံစံကျွန်တော်ကမနေ့ကပွဲကြုံဆုံးတက်ချက်မှာ Marlo Gusto တော့ထည့်ထားတယ်ဒါပေမဲ့ကျွန်တော်ထည့်ထားတာက လီဗာပူးနဲ့ဝယ်မှာကစားသွားတဲ့ပုံစံမျိုး box to box နဲ့ထည့်ထားတကယ်တမ်းဒီနေ့ပွဲထွက်လာတဲ့အချိန်မှာအားလုံးတွေ့ခဲ့တဲ့အချိန်မှာ Reece James ကို Myces Kaiseiro နဲ့ကွင်းလယ်မှာထားကစားပြီး Maluku Stoa သူ့ရဲ့ overlapping fullback အဲသူ့ရဲ့ natural fullback နေရာမှာကစားသွားတယ်အတော်တော်ကောင်းပါတယ်ကျွန်တော်တို့ဒါ Gusto ကအဲ့ဒီသူ့ရဲ့ပုံမှန်နေရာမှာသာကစားခွင့်ရမယ်ပုံမှန်နေရာမှာသာအမြဲတမ်းအဲ့လို overlapping fullback ပုံစံမျိုးတော်လကောင် ို့မဟုတ် natural full back ပုံစံမျိုးတို့လောင်းကစားရမယ်ဆိုတော်တော်ကောင်းတဲ့ကစားသမားမှာဘာမှကျွန်တော်တို့အဖြစ်ပြောစရာမရှိနောက်တစ်ယောက်ကတော့ဒါဒီနေ့ပွဲမှာနောက်ထပ်ချီးကျူးရမှာတော့ Wesley Fofana ပေါ့နော်အဲ့တော့ Fofana ရဲ့နောက်ထပ်ကောင်းတဲ့ပွဲတစ်ပွဲကျွန်တော်တို့ Chelsea အသင်းရဲ့ကစားသမားတွေဟာညီကိုကျေးဇူးတင်ပါတယ်ငါညီကိုတွေကကျွန်တော်အဲ့အကြောင်း Chelsea တင်ပြည့်တဲ့သူတို့ရောက်လာပြီဆိုတော့ကျွန်တော်ဒါ bonus တွေပေးယူရညီကိုသိမ်းထားပါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျားတို့ပျောက်မသွားဖို့ပဲလိုတာပါကြည်မင်းနေကျွန်တော်ကြည်နေပါတယ်နော်ဆိုတော့ Chelsea တင်ရလဲဆိုပြီးဆိုညီကတော့ဖမ်းလို့မမိဘူး။ဆန်လက်နဲ့ပွဲဆိုလို့ရှိရင်ပွဲပြီးသုံးသက်ချက်မှာအယောက်900လောက်ပဲရှိ။ဒီနေ့တော့ဒါပြန်များနေတာညနေပွဲမှာဒါပြန်များနေတာပေါ့နော်။ယေရှုအများကြီးတင်ပါတယ်။ဆိုတော့ Wesley Fofana အကြောင်းကလည်းပြောရရောဘာဖြစ်လို့ဆိုတော့ Chelsea တင်ရနှစ်သင်းစာသူတို့ကသူတို့ရဲ့အခုဆိုလို့ရှိရင်ဒီပွဲမတိုင်ခင်မှာ Chelsea တင်ရသူတို့ရဲ့ Sporting Director နောက်တစ်ယောက် Dave Fellow ကိုဒါကတော့ကျွန်တော်နဲ့ကိုရံမှုလဲဟိုတလောကပြောသွားတယ်။ကျွန်တော်လည်းတီးတဲ့ Dave Fellow ကြောင့်ပြောထားတာရှိပါတယ်။ sporting rider တွေရောက်ထပ်ခန့်တယ်အဲ့တော့ chelsea မှာ sporting rider အာ9ယောက်ဖြစ်သွားပြီအားလုံးက sporting rider role တွေကြီးပဲ sporting rider ကြီးပဲ9ယောက်ခန့်လာတာဘာမှမမရှိဘူးဒါပေမဲ့9ယောက်မှာသူတို့ရဲ့ function တွေကတော့ကွဲတယ်ကြိုင်တွေ့ရတဲ့အခမ်းကဏ္ဍတွေမတူဘူး paul winstanley နဲ့ lawrence stewart ကတော့သူတို့ကတော့အဲ့ဒီ9ယောက်မှာမှနည်းနည်းလေးအရေးကြီးတဲ့ပုံစံမျိုးပေါ့နော်သူတို့ကအပေါ်ဆုံးမှာရှိရဲ့ဒါပေမဲ့ကျွန်တော်တို့အခမ်းကဏ္ဍတွေပေါ့အခမ်းကဏ္ဍတွေကိုခွဲခြားထားတယ်တယောက်နဲ့တယောက်ကမတူကြဘူး အဒစ်ဖဲလို့ဆိုလို့ရှိရင်လည်းပုံစံတစ်ခုနဲ့အဲ့လိုမျိုးတော့သွားတယ်ပေါ့နော်ဆိုတော့ချယ်ဆီကသူတို့ရဲ့အဲ့ဒီအပေါ်ကအသင်းရဲ့ဖွဲ့စည်းပုံမှာလည်းပြပြပြောင်းလဲတာတွေတိုးတက်မှုရှိအောင်တွေသူတို့လှုပ်ထားတာတွေ့ရတယ်ပေါ့နော်ပို့ပြီးတော့မာဂျော့ချစ်လက်တဲ့ပုံစံမျိုးသူတို့သွားတယ်ပြီးတော့ချယ်ဆီဒီ sporting writer တွေနဲ့အသင်းပိုင်ရှင်တွေလှုပ်ရှင်တဲ့ပုံစံနှစ်သင်းစာအမြင်နဲ့ထားတာပဲပေါ့နော်ဒိုင်ယာအခြေအနေတွေကအကြောင်းမလလွန်းလို့တာသူတို့မှမထင်မှတ်တဲ့အခက်ခဲတနေရာလောက် တိုက်စင်မှု striker 3ယောက်ထားမဲ့နေရာမှာ2ယောက်ပဲထားရတယ်အဲ့ဒီနေရာမှာတယောက်နာသွားတယ်အဲ့လိုမျိုးကံမကောင်းလို့တဲ့အခြေအနေတွေဖြစ်ကုန်တာဆိုတော့ Chelsea ကနှစ်သင်းစာရှိတယ်နှစ်သင်းစာရှိပြီးတော့အဲ့ဒီနေရာအလိုက် individually ရနေရာအလိုက်အခုဆိုရင် fight နေကြသူတို့ရဲ့ပွဲထွက်ခွင့်နေရာအတွက်နေရာအလိုက်ပြိုင်ဆိုင်မှုကပြင်းထန်လာအချီယံပေါ်ရုပ်တရက်ခြေစွမ်းတအားထောင်တက်သွားတဲ့အချိန်မှာ Fofana တို့အတွက်တကယ်ကိုစိုးရိမ်ရမှတ်ရောက်သွားတယ်ဒိုစင်ဆိုရင်လက်ရှိနေထားရကျွန်တော်ထင်တယ်ချယ်စီတဲ့ဘတ်တီးယားရှိလို့ပြန်ကောင်းလာဟိုပြင်စမနေရာလောက်ရောက်သွားတယ် သူတို့မှာဗျ data driven facts တွေရောနောက်တစ်ခါကျွန်တော်တို့ဒါ data ပေါ်မှာလဲသူတို့အချက်အလက်တွေအားလုံးကိုကြည့်နေတယ်ပေါ့ဘယ်နောက်ခံလူကဘယ်ကစားသမားကဘယ်လိုမျိုးခြေစွမ်းပိုင်းထိုးဆင်းနေလဲဆိုတာသူတို့သိဆိုတော့ချာလိုပါကတော့အဲ့ထဲမှာနံပါတ်1ပထမဦးစားပေး level cool မပါတဲ့အချိန်မှာပေါ့နော်ချာလိုပါနံပါတ်1ဦးစားပေးဖြစ်ပြီးတော့သူနဲ့တွဲဖက် partner ပေါ့သူရဲ့တွဲဖက်ကအချီယံပေါင်းလို့ကျွန်တော်တို့ထင်တာပဲဒီဘွဲမှာ forfana ကအသေးချာကစားသွားတယ်အဲ့တော့ enzo mares ကအနေနဲ့ပြီးခဲ့တဲ့ဆလန်လန်ရှုံးဝင်ဟာအင်မတန်နစ်နာတယ် ဲ့ပွဲမှာမာရက်စကာရဲ့နောက်ထပ်အမှန်တစ်ခုလည်းကျွန်တော်တွေ့ခဲ့ရအဲ့ဒါကချာလိုပါနဲ့အချီယံပေါင်းနေရာလဲကစားခဲ့ဆနလန်ပွဲမှာတော့ချာလိုပါ RCB ဖြစ်နေပြီးတော့အချီယံပေါင်း RCB ဖြစ်တကယ်ဆိုရင်အချီယံပေါင်းက RCB မှာပိုကောင်းတယ်ချာလိုပါက RCB မှာလက်ရှိနေရာပေါ့နော်ဒါကျွန်တော်တို့လဘိုက်ကူဝဲမကစားခင်မှာသူအဲ့ဒီနေရာလေးမှာအဆင်ပြေအောင်ကစားနေဒါပေမဲ့ဂိုးပေးရတာတော့အချီယံပေါင်းကျွန်တော်တို့မရှိတော့တဲ့အချိန်ကြမှာပဲအနိုင်ဂိုးပေးလိုက်ရတာ ဒီနေ့ပွဲမှာဖော်ဖာနာကပြန်ကစားခွင့်ရတယ်ကစားခွင့်ရတဲ့အချိန်မှာပထမပိုင်းနေကျွန်တော်ကြည့်နေတယ်ဖော်ဖာနာပါလာတာဘာဒီနေ့သိရလဲဆိုတော့သူတယောက်ချင်းကစားမှုကောင်းတဲ့အပြင်ချယ်ဆီရဲ့အဲ့ဒီ back line ကတော်တော်လေးညိနေတခုရှိရတစ်ဖက်ကကိုလိုမီမူဟာနီတို့အားနေတာလည်းပါတယ်စပါးရဲ့တိုက်စစ်ကလည်းနေ့ပွဲမှာမရှိသလောက်ပဲနော်စပါးကစားသွားတာတော်တော်လေးကိုအားရစရာမရှိဘူးစပါးကသူတို့ရဲ့ off field player တော်တော်များများလည်းနားနေတယ်ဒိုင်ယန်ပြန်ကောင်းလာတဲ့ယူဒိုဂီတို့ဒီရိုမေရိုတို့လည်းဒါမတုံးကျင်တုံးကျင်နဲ့တုံးသွားတာရစ်ချယ်လီဆင်တို့ပေါ့နော် စပါကြည့်ရတာပွဲမကန်ကန်ကလေးကကျွန်တော်တို့5 back မလာဘူး4 back နဲ့လာရဲဟိုလိုလိုဒီလိုလိုကစားရဲအထူးသဖြင့်တိုက်စစ်ကဘာလို့အောင်လဲမသိတဲ့ပုံစံမျိုးတွေကျွန်တော်တို့အချိန်တော်တော်ကြာတွေ့ခဲ့ရတယ်ပေါ့အထူးသဖြင့် Chelsea တင်းရဲ့ခံစစ်ကိုထိရောက်တဲ့ထိုးပေါက်ပုံလုံးဝမတွေ့ခဲ့ရဘူးကျွန်တော်တွေ့တာတစ်ချက်ပဲ Robert Sanchez ကာဝယ်လိုက်ရတဲ့အဝေးကကူတုစလန်ကန်နဲ့တစ်လုံးပဲကျွန်တော်တို့တွေ့ရတယ်အဲ့လောက်ထိစပါရဲ့တိုက်စစ် ကကစားပုံမကောင်းမကောင်းခဲ့ဘူးတူးချင်းထိုးပေါက်ပုံအတင်းလိုက်စုဖွဲ့မှုမှလည်းအားနေခဲ့အဲ့လိုမျိုး ဖြစ်အောင်လဲအန်ဆိုမာရက်စ်ကဒီဘွဲမှာတော့သူ့ရဲ့နီးပြူတာကြကြပရီမက်ပလန်ကောင်းကောင်းနဲ့ပြန်လာတယ်။ရီစီချင်းကွင်းလည်းထည့်လိုက်ပြီးတော့ဂူစတိုညာဘက်ချင်းပြုတ်ပြီးတော့ဖော်ဖာနာရဲ့ချာလိုဘိုင်ကူရယ်လာရဲ့3 back ပုံစံတချို့အချိန်များသောအပြင်အချိန်တွေမှာ3 back ပုံစံဖြစ်နေတယ်။ဂူစတိုကအပေါ်တအား high up လုပ်ပြီးဟိုးအပေါ်ထိတက်ကစားတယ်နော်။ net တော့ heli နည်းနည်းဝင်တယ်။ဒီဘွဲမှာကျွန်တော်တို့ဒီ sofa score ရဲ့ rating ကတော်တော်လေးများသောအပြင်မှန်တာများတယ်။ net တော့နီးနေတယ် အဲ့လိုနေနေရတာကတခြားသူ့ရဲ့ application နဲ့မတူပြသူအမှတ်ပေးတဲ့ပုံစံကလေတကယ်လဲ netto ရဲ့ဒီကျွန်တော်တို့ဒီနေ့ကစားပုံကသူကအသင်းလိုက်ကစားပုံအရာကောင်းတယ်နောက်တစ်ချက်ကဒီ work rate ကောင်းကောင်းနဲ့ spy ရဲ့တိုက်စစ်ကိုပြန်ပြီးတော့ခုခံဖို့အတွက် chelsea ရဲ့ညာနောက်ခံလို့မာလိုကူစိုးနဲ့အတူခံစစ်ပြန်လိုက်ဆင်းကူပေးတယ်ပေါ့လောအားနောက်တော့ထိုးစံနိုင်မှာတော်တော်လေးကောင်းအောင်ကစားတော့ဒါပေမဲ့တိုက်စစ်အတွက်ကစားတဲ့အခါမှာထိရောက်မှုမရှိဘူး ဂန္နာချိုကနည်းနည်းလေးသူ့ထက်ပိုကောင်းတယ်။ဂန္နာချိုဒုတိယပိုင်းမှာကျွန်တော်တို့ဖန်တီးပေးတဲ့အလုံးတွေကဒါတကယ် danger area တွေမှာသူဘဲချမ်းအနေထိုးဖောက်လာပြီးတော့ king သူ့ရဲ့ဘဲချင်းနဲ့ထိုးထိုးပေးလိုက်တဲ့အလုံးတွေကဟိုဘက်ကကိုလူစီကိုရောက်တယ်။များသောအားဖြင့်တော့မြေလိမ်ဘော်တွေများတာပေါ့နော်။အဲဟိုဘက်ကရောပက်ဒရိုအန်ဆိုဖာနန်ဒက်စ်တို့အသုံးမချနိုင်ဘူး။ strike မှာကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့ဒီဂန္နာချိုအန်ဆိုနဲ့ပက်ဒရိုနယ်ဒို၃ယောက်နဲ့ရှေ့ရရောပက်ဒရိုနဲ့ကဝင်းဆက်ကပြတ်ကျသလိုဖြစ် ။ရောပထရောအမြဲတမ်း isolated ဖြစ်နေတယ်ဗောနော်။တီးကြပုံစံဖြစ်နေတယ်။ link ကချိတ်လို့မရအောင်။ဘယ်အခါမှပြန်အဆင်ပြေလဲဆိုတော့အဲ့ရှေ့မှာအထောင်တိုက်စင်တယောက် layer delay ပြန်လာမှပဲအဆင်ပြေမဲ့ပုံစံမျိုး။ Enzo Fernandez နဲ့ရောပထရောကသူတို့နှစ်ယောက်လုံး number 10 room မှာကစားရတဲ့အချိန်။ဒါမှမဟုတ် Enzo Fernandez က hybrid တန်းနဲ့ရောပထရော number 10 room နှစ်ယောက်အတူတူဆော့ရတဲ့အချိန်တော့အဆင်ပြေခဲ့တယ်။အဲ့ကျွန်တော်တို့ဝက်ဆန်တဲ့ဘက်မှာကျွန်တော်တို့တွေ့ကြရလီယန်လက်ရှိမှအထောင်ဖြစ်ရှိနေတဲ့အချိန်ပေါ့နော်။ကျန်တဲ့အချိန်ဒီမှာကသူတို့မှာ ီနှစ်ပွဲအပါဝင်ရှေ့ပွဲတွေမှာလည်းအဲရာဟိုပက်ဒရိုအထောင်တယောက်တည်းနဲ့သူတို့နဲ့အဆင်မပြေဘူးဒီပွဲမှာလည်းကျွန်တော်တို့ကနိုင်သာနိုင်သွားတယ်တွေ့တဲ့အတိုင်းပဲအဲ့ဒီ၃ယောက်နဲ့ရာဟိုပက်ဒရိုနဲ့ကတွဲလို့မရအောင်ဖြစ်အဲ့ဒါဒီကျွန်တော်တို့လီယန်ဒလပ်ပြန်လာရင်တော့ဒီပြဿနာအထိုက်လျောက်တော့ပြေလည်သွားနိုင်ပြေပြေလည်သွားနိုင်တယ်ပေါ့ဘာကြောင့်လဲဆိုတော့ဒီလီယန်ဒလပ်ကလုံးဝလုံးစထရိုက်ကသူ့နေရာသူပြန်လာမယ်ရာဟိုပက်ဒရိုကနောက်ပြန်ရောက်သွားမယ်နောက်ပိုင်းမှာဒါကိုသတိထားဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အန်ဆိုဖန်နန်ဒက်စ်ကဆွဲတက်သွားတယ်အဲ့ဒီအချိန်မှာရာဟိုပက်ဒရိုက ပြန်ပြီးတော့ကြံနေခဲ့တာမျိုးအဲအဇူဖာနန်ဒက်စ်က opening ဖွင့်သွားတယ်အဲ့ချိန်မှာကန်နာချိုရှီကနေဘောလုံးပြန်ထွက်မလာတာမျိုးဟိုဘက်ကနက်တိုကဘောလုံးကိုဆွဲလာတယ်ဖြတ်တင်ပေးတယ်လူစီမရောက်အဲ့တော့သူတို့ကြားထဲမှာရာအိုပက်ဒရိုစီကိုတောင်းမနှစ်ဖက်ကနေဘောလုံးကထိထိရောက်ရောက်မလာဘူးအဲသူနီးသူဟန်နေတဲ့ကစားသမားတွေကဖောက်နေရအဲ့တော့ချယ်ဆီတဲ့တိုက်စစ်ကတကယ်တော့ဂိုးသာရသွားတယ်ဝိုက်ဆက်စကိုက်ဆီတို့ကောင်းလုံးလို့အတင်းအဓမ္မလိုက်ဖြတ်ပြီးတော့အဲ့ဒီဂိုးသာရသွားကျန်တာတွေကတိတ်အားရစရာမရှိဘူးအကယ်၍စပါးဟာဒီနေ့ပွဲမှာခါတိုင်းထက်နည်းနည်းလေးပို့ပြီးတော့ တိုက်စစ်ကပူကောင်းခဲ့မယ်။ Thomas Frank ရဲ့4 back အစား5 back တာလာမယ်ဆို Chelsea မလွယ်တဲ့ပွဲမျိုးပါ။နောက်တစ်ချက်ကဒီပွဲမှာ Chelsea တင်းလောကကန်ရလွယ်သွားတာကအထူးသဖြင့် Chelsea တင်းရဲ့ကွင်းလယ်က Moises Caicedo ကို Reece James အရန်ကောင်းတယ်။နောက်တန်းနေအမောင်းရင်မလုပ်ဘူး။အဲ့ဒီနှစ်ချက်ကြောင့်တော်တော်လေးခံတာပါ။ပွဲတော်တော်များများမှာ Chelsea ကကွင်းလယ်ကောင်းကောင်းထိန်းထားနိုင်တယ်။ကောင်းကောင်းစီးထားနိုင်တယ်။နောက်တစ်ချက်က Spurs ရဲ့ကွင်းလယ်လူ Bargel ပေါ့နော်။စပင်အဝိုင်အောင်လေးနဲ့ကောင်းလေးကစောစောစီးနာသွားနာသွားတဲ့အတွက်ကြောင့်မလို့လေ Thomas Frank ရဲ့ match plan ကပြတ်သွားတဲ့သဘောမျိုးမှာ ကျွန်တော်တို့တွေ့ရပါတယ်။ဆိုတော့ဒီပွဲမှာကျွန်တော်တို့အားနည်းချက်တွေတွေ့တာကတော့အဲ့ဒီဖက်ဒိုနယ်ဒိုခိုင်းလို့ပဲသူရှိရထိရောက်တဲ့ပတ်မှုမှုမလာဘူး။ဒါပေမဲ့ခန်စပိုင်းကိုတော့နှစ်ယောက်စာခိုင်းလို့ပဲလိုက်ကူတယ်။စပါးစားသမားတွေကိုရှစ်တက်မလာအောင်အထူးသဖြင့်စပါးရဲ့ဖူးဘက်တွေရှစ်ရောက်မလာအောင်ဖိပေးထားတာမျိုးကျွန်တော်တို့တွေ့ရတယ်။ press လုပ်ပေးထားတယ်။လိုက်ပြီးတော့ပြတ်သွားလို့ရှိရင်လည်းဘောလုံးလိုက်လူတာမျိုးကိုကျွန်တော်တို့တွေ့ရတယ်။ကောင်းတယ်လည်းမကောင်းတာရောနေတာပေါ့နော်။တိုက်စစ်ပိုင်းအတွက်ကတော့လုံးဝအားရစရာမရှိဘူး။ဒီမှာသူတို့နှစ်ယောက် Ansu Fernandez ကနောက်ပိုင်းတော်တော်လေးရုန်းကန်တယ်။ ဂျုံကန်ရတယ်ဆိုတာကလည်းဘူးနာပြောသလိုကိုပါမမပါလည်းတစ်ချက် ပြီးတော့ရှစ်မှာကစားနေတဲ့အထောင်တိုက်စင်မှုကလည်း striker စစ်စစ်မဟုတ်ဘူးအဲ့ဒါကြောင့်လဲ Enzo Fernandez ရဲ့ကစားဟန်အောင်မှာတွားပြီးတော့တက်ရောက်မှုဖြစ်တာ Enzo Fernandez ကကိုပါမတယောက်လောက်ပါလာပြီဆိုရင်တော့ तू ကဂိုးသွင်းမှုတွေအများနဲ့အသင့်ဖြစ်နေတာအခုကျတော့ तू ကခိုင်းလိုမျိုးသူ့အတွက်တတ်တတ်တာမရှိဘဲနဲ့ all round midfielder လည်းဖြစ်ပြန်တယ်ဂိုးသွင်းမှုတာဝန်လည်းယူထားရပြန်တယ်ရာဟိုပက်ရိုနဲ့လည်းအခြေဆက်ကမမိပြန်ဘူးအဲ့မှာတိုင်ပတ်တော်တာဆိုတော့ဒီမှာပက်ရိုနဲ့တူ Enzo Fernandez တို့က တိုက်စစ်အတွက်လိုက်ပါမှုမှာတိုက်စစ်အတွက်ပံ့ပိုးမှုတွေမှာအင်ပဒန်ကျွန်တော်တို့အားနေတာကိုတွေ့ရတယ်။ဒါပေမဲ့ရာဘက်ဒရိုကတော့လိုအပ်တဲ့ဂိုးရသွားတယ်ဆိုတော့ Chelsea ကအဲ့ဒီဂိုးနဲ့နိုင်သွားပါတယ်။ပြီးတော့ဒီနေရာမှာအခုနစကားစပြတ်သွားတယ်ကျွန်တော်တို့နေရာအလိုက်ပြိုင်ဆိုင်မှုအရန်ကြီးကောင်းပါတယ်။အရန်လဲစိတ်ဝင်စားဖို့ကောင်းတယ်။နှစ်သင်းစာလဲဝယ်ပေးထားတယ်။ပြောရရင် Chelsea ရဲ့ squad depth ကအထောင်တိုက်စစ်မှုနေရာလွဲလို့တဲ့နေရာတွေမှာမဆိုးဘူး။ဂိုးသမားနေရာအားနေတယ်အထောင်တိုက်စစ်နေရာအားနေတယ်။ခန်းစစ်ကတော့အကေးဖော်ဖာနာသူ့ချေသူပြန်ရသွားပြီဆိုရင်တော်တော်လေးကြီးလို့လှတယ် တို့ Liverpool ဘက်ပြန်လာတဲ့အချိန်မှာ Cooper Fofana Badia ရှိရလည်းနောက်ဆုံးကျွန်တော်တို့ Liverpool ဘက်မှာတော်တော်လေးကောင်းအောင်ကစားသွားတာ။တယောက်ချင်းစီရဲ့ခြေစွမ်းတော့ပြန်တက်လာနိုင်တဲ့အနေအထားမျိုးပါ။အဲ့တော့ Fofana ရဲ့ခြေစွမ်းကိုကျွန်တော်တို့ကြည့်ပြီးတော်တော်အားရစရာကောင်းတယ်။ Injury prone ဖြစ်တဲ့ကြောင့်မို့သတိထားပြီးတော့စောင့်ကြည့်ရမယ်အနေအထား။ဆိုတော့ Fofana အခြေအပေါင်းပြန်ဆိုင်မှုကျွန်တော်တို့မြင်ရမယ်။ချလိုပါဟလာတူစင်းရလေဒီပုံစံအတိုင်းဆိုရင်သူ့ရဲ့နေရာမသိချာတော့တူစင်းဝင်လာတဲ့အချိန်မှာကျွန်တော်တို့ကမျက်ခုံးလုံးနေနောက်တစ်ချက်ကဒီပွဲကင်သွားတဲ့ဒိုင်လူကြီးပေါ့နော် အားနည်းချက်တွေအများကြီးရှိရဲ Chelsea အသင်းအတွက်ဒါအရင်မိနစ်နိုင်အောင်မှသူ့ရဲ့ဆုံးဖြတ်ချက်တွေကလည်းလည်းကတောင်းမသိနိုင်အောင်ကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့နေရာအလိုက်ပြိုင်ဆက်မှုတွေကူကူရီလာနဲ့ဟာတူဟာတူအနေနဲ့ကတော့ကူကူရီလာလောလောဆယ်ကျော်မဖြစ်နိုင်ပါဘူးအခုလာမဲ့ဂျာယာမှာကစားမဲ့ quarterback ပွဲဆိုလို့ရှိရင်သူကတေချာပေါ့ကစားခွင့်ရမှာပေါ့နော်အဲ့လိုပွဲအတွက်လည်းဒါ Chelsea ကနှစ်သင်းစာထားလာတယ် Romeo Lavia ဆိုနောက်မှသူဝင်လာတယ် quarterback ကိုလည်းအဝေးဝင်မှာ Chelsea ကသက်တောင့်သက်တာနဲ့နိုင်မဲ့အနေထားမျိုးမှာဒါပေမဲ့ quarterback ကတော့ ရှေ့ချန်ပီယံလိ၃ပွဲမှာ၂ပွဲနိုင်ထားတယ်ဆိုတော့နည်းနည်းတော့3ထားဖို့လိုတယ်မနှစ်ကယူရိုပါကွန်ဖရင့်လိမှာတွေ့တော့နော်ချယ်ဆီကဖြစ်ဖြစ်သားသားအနိုင်ယူထားတယ်ပေါ့နော်ဆိုတော့နေရာလိုက်ပြိုင်ဆိုင်မှုတွေကတကယ်လို့ဒါကျွန်တော်တို့နောက်ပိုင်းစိတ်ဝင်စားစရာကောင်းလာတယ်အခုဆိုတာရူမီယိုလာဗီယာအပြင်ကိုအန်ဒရီဆန်တိုစ်တို့လည်းကွင်းလယ်မှာရှိနေတယ်သူတို့ရဲ့အတိုင်းပြိုင်ဆိုင်မှာပဲကြည့်ကောင်းတယ်ပေါ့နော်အကြည့်ကောင်းမှာတော့ဂါနာချိုနဲ့ဂေတန်စ်ဂေတန်စ်ကဟိုတရီယာဟုတ်မလို့ဒီနေ့ဒါအပိုင်လုံးကြီးအကိန်းများစပါမတော်တဆပွဲပြီးကန်ဒီမှာဒါခြေပါကိုရအောင်ဒီကောင်းနေတရခံဖြစ်မှာတည်ကြတယ်ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဗျာ Vicario နဲ့ရာ Pedro ၃ချိန်အဲ့ဒီကျွန်တော်တို့ပွဲပြီးကနေမှရတဲ့အခွင့်အရေးဆိုလုံးဝအပိုင်အခွင့်အရေးဒါလုံးဝ chance after chance after chance ပဲအခွင့်အရေးကတစ်ချိန်မိတစ်ချိန်ရအဲ့မှာ Gatens ကလုံးဝမဖြစ်တဲ့မဲ့အပေါ်ထောင်ကန်နဲ့ရာ Pedro လည်းမဝင်ဆိုတော့အဲ့ဒီမှာဘာတွေ့ရလဲဆိုတော့ Garnacho နဲ့ Gaten မှာလောလောဆယ်မှာ Gaten ကိုပွဲကြီးတွေမှာ Premier League ပွဲတွေမှာသွားပြီးတော့ Enzo Morales ကမတုံးတဲ့ကိစ္စမှန်တယ် Gatens ကဒီလို Champion League တွေ Cup ဖလားပွဲတွေမှာသွားကောင်းနေတာမျိုး Premier League မှာသူဘာမှလုပ်လို့မရသေးဘူး အဲ့ကနာချိုးတော်လို့မရသေးကနာချိုးတော့နေရာရအောင်မှာအဲ့လို chess မို့ကြကနာချိုးကဝင်သွားနိုင်တယ်အဲ့သူကတော့မဝင်သွားဘူးပေါ့နော်တော်တော်ဆူဆူ finishing ကိုကျွန်တော်တို့ပြသွားတယ်နောက် estival ကတော့နှာခေါင်းမှလာသွားမှလာလူဒဏ်ရာရသွားသွေးတော်တော်လေး bleeding ဖြစ်သွားတော့ကျွန်တော်တို့တွေ့ရတယ်အ netto ပေါ့ဆိုတော့ netto ကတော့သူတို့ premier league မှာနည်းနည်းထိန်းရင်တဲ့ဘက်မှာသုံးမယ် estival ကလည်းအဲ့တောင်ပန်သားသမား၄ယောက်ရဲ့ပြိုင်ဆိုင်မှုကတကယ်ကိုကြည်ကောင်းပါတယ်ဆိုတော့ chelsea တင်းကအခုလာမဲ့ quarterback ပွဲမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ ်လီယန်ဒလပ်ကလည်းပြန်ကောင်းလာပြီမက်ဂီယူလည်းရှိနေဆိုတော့သူတို့အထောင်တိုက်စစ်အတွက်ကတော့ပြန်ပြီးတော့အင်ပြေးအားပြေးပြန်ဖြစ်သွားပြီလီယန်ဒလပ်ပြန်လာပြီဆိုလို့ရှိရင်ချယ်ဆီတဲ့ကစားဟန်ပြန်ပြီးတော့အသစ်တမျိုးပြန်တွေ့ရတယ်ဘာကြောင့်လဲဆိုတော့လီယန်ဒလပ်ကချယ်ဆီရဲ့ကျောင်းနံပါတ်9ဖြစ်တယ် main striker လို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့လီယန်ဒလပ်တန်နံပါတ်9နေနဲ့ပြန်လာရင်ရာအိုပက်ဒရိုလည်းပြန်ပြီးတော့နောက်ပြန်ဆင်းပြီးတော့သူ့ရဲ့ half 9နဲ့10ကစားပုံနဲ့ချယ်ဆီရဲ့ပုံစံတမူထူးခြားတဲ့ပုံစံကျွန်တော်တို့ကစားွက်အစ်တစ်ခုယာဒီအစအပုံစံမျိုးကျွန်တော်တို့ပြန်တွေ့ရနိုင်တဲ့ နေထားမျိုးပါဆိုတော့ဒီပွဲအနိုင်ကြောင်ချယ်ဆီတင်းရတာမှတ်ပေးစရာရဲ့ထိတ်နေတော့ကတ်သွားတယ်ပေါ့ဗျာကျွန်တော်ဒါချယ်ဆီတင်းကဒီရာဒီမှာမရှုံးသင့်တဲ့ကျွန်တော်တို့ပွဲတွေရှုံးသွားတာတော့တော်တော်လေးနက်နာစေပါတယ်အလိုလိုစေတော့စပါနဲ့အထက်အောက်ပဲ18မက်ဆီကျွန်တော်တို့ရတာလေ goal different မှာစပါနဲ့လေးတာတယ်ပေါ့နော်အာအာဆနယ်နဲ့တော့အမှတ်ကတော့10မှတ်လောက်ပြတ်နေတယ်ဒါပေမဲ့ရာဒီကတော်တော်လေးစောပါသေးတယ်စောရဲဆိုတော့တိုင်ပွဲရဲ့အုံလို့တချို့တော့မရောက်သေးဘူး12ပွဲတော့မကစားရသေးဘူး အဲ့တော့ top four sport တို့အတွက်တော့ Chelsea တင်းအများကြီးမနေချက်ရှိတယ်။ Sunderland တို့ဘုံဘောင်းတို့ Man City တို့ကတော့မကန်းသေးဘူး။အဲ့တော့ဘာပဲပြော Chelsea တင်းကတော့သူတို့ဇယားထိန်းနှံမှာရှိကျင်တဲ့ပုံစံမျိုးတော့ရအောင်ပြန်ထိန်းသွားတာတွေ့ရတယ်။အဲ့တော့ shit shot ပွဲစဉ်တွေမှာ Chelsea တင်းအနေနဲ့ဒါ Burnley နဲ့ကျွန်တော်တို့တွေ့ဖို့ရှိတယ်။ပြီးလို့ရှိရင်က Barcelona Arsenal စတဲ့အသင်းတွေလည်းကစားဖို့ရှိပါတယ်။ဒီပွဲကတော့ Chelsea တင်းအတွက်တကယ်ကိုဝမ်းသာစရာကောင်းတဲ့ပွဲပဲ။ ဒါထပ်ပြီးတော့ကျွန်တော်တို့ finishing တွေအခုထပ်ပို့ပြီးကောင်းလာမယ်ဆိုလို့ရှင်ရလက်ပိုင်း Chelsea တင်ပို့ပြီးတော့တက်လာဖို့ရှိရဆိုတဲ့အကြောင်းပြောကြရင်လည်းပဲ Inia Life ပြတ်တက်လိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ quarter back နဲ့ဘွဲမှာအားလုံးပဲပြန်ဆုံးကြပါမယ်နော်အားလုံးပဲ see you ပါညီကို